မင်္ဂလာပါရှင်ကျွန်မတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့မြန်မာတပြည်လုံးမှာမိုးရွာသွန်းနိုင်တဲ့နေရာတွေခံမှန်းချက်ကိုဖော်ပြပေးကြပါမယ်။လေကြောင်းမတော်တာဦးဝေဖြူဟန်ကတော့6ရက်စဲလာ2025ရက်နေ့မနက်9:73မိနစ်ချိန်မှာဂူလိုထုတ်ပြန်လာခဲ့ပါတယ်။မိုးတိုက်တောင်ဖြစ်တော်မူအခြေအနေကတော့မွန်ပြည်နယ်နဲ့တရင်းနိုင်တိုင်းဒေသကြီးတွေမှာ တဲတူတဲစွာဖြစ်ထွန်းနေပြီးတော့ကြံပြီလုံးမှာတရင်တင်တင်လောက်သာဖြစ်ထွန်းပါတယ်။တိုင်းနယ်ပြည်နယ်၁၄နေရာအတွက်မနက်ဖြန်မနက်၁၀နာရီထိမိုးလုသခန့်မှန်းကျမှာတော့ကချင်ပြည်နယ်အတွက်ကတော့နေရာကျဲကျဲမိုးရွာသွန်းပါမယ်။စကိုင်းတိုင်းအောက်ပိုင်းမှာတော့နေရာကျဲကျဲမိုးရွာသွန်းနိုင်ပြီးတော့ကြံတီသားတွေမှာတော့နေရာကွက်ကြားလောက်သာမိုးရွာသွန်းပါမယ်။ ချင်းပြည်နယ်အတွက်ခမ်းမန်းကျမှာတော့နေရာစိစိမိုးနှင်းငယ်ရွာသွန်ပါမယ်။မန္တလေးတိုင်းမှာတော့အထက်ပိုင်းမှာနေရာစိစိကြံနေရာဒေသတွေမှာတော့နေရာကျဲကျဲမိုးရွာသွန်ပါမယ်။နေပြည်တော်မှာတော့နေရာကျဲကျဲမိုးအထက်တဲ့ရွာသွန်ပါမယ်။မကွေးတိုင်းအထက်ပိုင်းနဲ့အောက်ပိုင်းမှာတော့နေရာကျဲကျဲမိုးရွာသွန်ပြီးတော့အလဲပိုင်းမှာတော့နေရာကွက်ကြားလောက်သာမိုးရွာသွန်ပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းမှာတော့နေရာစိစိမိုးရွာသွန်နိုင်ပြီးတော့မြောက်ပိုင်းနဲ့အရှေ့ပိုင်းမှာတော့နေရာကွက်ကြားမိုးရွာသွန်ပါမယ်။နောက်ခိုင်ပြည်နယ်မှာတော့နေရာစိစိမိုးရွာသွန်ပါမယ်။ အင်အားတွေတိုင်းမှာတော့နေရာစိမ့်စိမ့်မှုရွာတော့မှာမယ်။ရန်ကုန်တိုင်းမှာတော့နေရာစိမ့်စိမ့်မှုရွာတော့မှာမယ်။ပဲခူးတိုင်းမှာလည်းပဲနေရာစိမ့်စိမ့်မှုရွာတော့မှာမယ်။ကယားပြည်နယ်မှာတော့နေရာကျကျမှုရွာတော့မှာမယ်။မွန်ပြည်နယ်မှာတော့နေရာစိမ့်စိမ့်မှုရွာတော့မှာမယ်။ကရင်ပြည်နယ်မှာလည်းနေရာစိမ့်စိမ့်မှုရွာတော့မှာမယ်။တနင်္လာတိုင်းမှာတော့နေရာကျကျမှုရွာတော့မှာမယ်။မုံတိုင်းပြပေါ်မှုအခြေအနေရတော့တောင်တရုတ်ပင်လယ်ဖိလစ်ပိုင်ပင်လယ်ပြင်ရဲ့ ဖရပရဲ့အရှိတ်အပမှာဖြစ်ပေါ်နေတဲ့မတ်မိုအမီယာအားကောင်းသောအပေါ်ပိုင်းမုန်တိုင်းကတော့အနောက်မြောက်ဘက်ကိုဦးတည်ရွှေ့ရှားခဲ့ပြီးတော့တရုတ်နိုင်ငံတောင်ပိုင်းကိုဖြတ်ကျော်ဝင်ရောက်လျက်ရှိလာပါတယ်။စီတာပရက်ရှာမှာ 998 MB ဖြစ်ပြီးတော့အမြင့်ဆုံးဒေတာရောင်းကတော့60 node ဖြစ်ပါတယ်။အသေးစိတ်အပြည့်အစုံကိုလည်းဖော်ပြလာခဲ့ပါတယ်။နောက်နှစ်အတွက်ခမန်းကျက်မှလည်းရောင်းတိုင်းဒေတာကြီးရှမ်းပြည်နယ်၊ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေတာကြီးထပ်ပိုင်း၊ပဲခူးတိုင်းဒေတာကြီးမွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာတော့နေရာစိတ်စိမ်မိုးဆက်လက်ရွာသွန်းနိုင်တယ်လို့ခန့်မှန်းခဲ့တာဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးတော့အပူပန်းမုန်တိုင်းမတ်မှုအခြေအနေတွေအမှတ်စဉ်36မြင်းဆောင်2025ကိုထုတ်ပြန်ပေးကြပါမယ်။2025ခုနှစ်အောက်တိုဘာ6ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်မွန်တက်7နိုင်ချိန်ထုတ်ပြန်ကြမှာတော့ ဒီနေ့မြန်မာစံတော်ချိန်မနက်7:00နာရီခွဲချိန်တိုင်းထွားချက်တွေရတရုတ်နိုင်ငံတောင်ပိုင်းကွန်ရှင်းပြည်နယ်ကုန်းတပိုင်းဒေသတွေကိုဖျက်ချော်ခဲ့တဲ့အပူပိုင်းမုန်တိုင်းမတ်မိုးကတော့အနောက်အနောက်ဘက်ကိုရွေ့ရှားခဲ့ပြီးတော့ကွန်ရှင်းပြည်နယ်ကုန်းတပိုင်းနဲ့ဗီယက်နမ်နိုင်ငံမြောက်ပိုင်းနယ်စပ်ဒေသတွေကိုရောက်ရှိခဲ့ပါတယ်။အဆိုပါပူပိုင်းမုန်တိုင်းမတ်မိုးကတော့အနောက်ဘက်ကိုရွေ့ရှားနိုင်ပြီးတော့နောက်7:00နာရီအတွင်းမှာဗီယက်နမ်နိုင်ငံမြောက်ပိုင်းဒေသတွေကိုဆက်လက်ဖျက်ချော်နိုင်ကကုန်းနယ်မုန်တိုင်းငယ်အဖြစ်အာရုံသွားနိုင်ပြီးတော့တရုတ်နိုင်ငံယူနန်ပြည်နယ်ကိုဆက်လက်ဖျက်ချော်နိုင်တယ်လို့ခန့်မှန်းရပါတယ်ရှင်။ ဒါအပြင်မူလဝတ္ထတူတေသည်အွန်လိုင်းကလည်းဒီနေ့သတင်းကြော်လာပြည်နေမူလဝတ္ထအခြေအနေခံမှန်းချက်ကိုဖော်ပြပေးကြပါရစေ။သတင်းကြော်လာပြည်နေမှာတော့ ERA တိုင်းရန်ကုန်တိုင်းမော်ပြည်နယ်ကရင်ပြည်နယ်ပဲခူးတိုင်းမန္တလေးတိုင်း Sky တိုင်းအောက်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေမှာတော့မိုးနဲ့ငင်ကနေအသင်းတင်ရွာသွန်းပြီးတော့ညဘက်မှာမိုးလေကင်းစင်ပြီးတော့တာယာပါမယ်။ဒီနေ့အတွက်ရန်ကုန်ခံမှန်းချက်ကတော့မိုးရေချိန်မများပါဘူး။နေရာကွက်ပြီးခေတ္တမြန်မိုးသေးထန်နိုင်တယ်လို့လဲဆိုပါရရှင်။ ဆက်လက်ပြီးတော့6ရက်10လ2025ရက်နေ့ဒီနေ့မနက်6နာရီခွဲချိန်တိတိုင်းတာချက်မြည်ရဲ့ချင်းတွေကိုဖော်ပြပေးကြပါရစေ။မြကြီးနာမြည်ရဲ့ကတော့လေးလမကန်ထက်ကြပြီးတော့မနေ့ကညနေကတော့6နာရီခွဲကနေ7နာရီအတွင်းဖြစ်ပါရစေ။မြကြီးနာမြို့ရဲ့အမြင့်ဆုံးအပူချိန်ကတော့34ဒီဂရီနဲ့အနည်းဆုံးအပူချိန်ကတော့7.2ဒီဂရီဖြစ်ပါရစေ။မြကြီးနာမြည်ရာစိုးရင်ရေမှန်1200စင်တီမီတာကိုရောက်ရှိဖို့690စင်တီမီတာ 22ပေခွဲကျော်ကအလိုမှာရောက်ရှိနေတာဖြစ်ပါတယ်။မြေရဲ့အတက်ကြာပုံမှန်အနေထားကမှရှိနေပါတယ်။ထိုးကမြေကြီးနိုင်တဲ့အခြေအနေမရှိသေးဘူးလို့လည်းဆိုပါရစေ။ AR မြစ်အထက်ပိုင်းကမိုးအသည်တဲ့ရှိနေပါတယ်။ရပ်ဖာရံခါတော့ AR မြစ်ဆောင်အထက်ပိုင်းမှာနေရာကွက်ပြီးမိုးသည်ထန်တာရွာသွန်းနာတွေကြောင့်ပဲမြစ်ကြီးနာမြစ်ကြီးကြာစင်းနေရာကနေပြန်တက်လာပြီးတော့အကြိမ်ကြိမ်ဖြစ်ပေါ်နိုင်ပါအောင်မယ်။ Skydive ဒေသကြီးအထက်ပိုင်းမှာတော့ကချင်ပြည်နယ်တခုလုံးမြန်မာပြည်မြောက်စွန်းဒေသတွေနဲ့ AR မြစ်အထက်ပိုင်းမေခါမြစ်နဲ့မလေးခါမြစ်ဝန်းဒေသတွေမှာတော့မိုးတိုက်တောင်ဖြစ်ထုံးမှုအားနည်းငယ်ရှိနေပါတယ်။ အင်အားတွေမျိုးတလျှောက်နဲ့ချင်းတွဲမျိုးတလျှောက်မြစ်ကန်လေးမြင်းနေပိုင်းဒေသနဲ့မြင်းတို့ကျွန်းနေမှာစိုက်ပျိုးလုပ်ကင်နေထိုင်ကြတဲ့တောင်သူတွေနဲ့ရေလုံသားတွေအင်အားတွေမြစ်ကြီးကိုအမိပြုတ်ပြီးနေထိုင်စားသောက်ရှာဖွေကြတဲ့မိဘပြည်သူတွေအလုံးသိရှိနိုင်ဖို့အတွက်ဖော်ပြလာတာဖြစ်ပါတယ်။ချင်းတွဲမြစ်ရဲ့အခြေအနေကတော့ခန်းနီမြစ်ဟာလေးလက်မကန်ထက်ကြပါတယ်။မောရမြစ်ကတော့လေးလက်မကန်ထက်တတ်ပြီးတော့ ခြေနှင်းမြစ်အထက်ပိုင်းမှာလက်တလောမှာမိုးအားအနည်းငယ်ရှိနေပါတယ်။ခြေနှင်းမြစ်ရဲ့အတက်ကြောင့်ပုံမှန်အနေထားကမှရှိနေပါတယ်။ထူးကဲမြစ်ရဲ့တနိုင်တဲ့အခြေအနေမတွေ့သေးပါဘူး။ခန်းနီးမြစ်ကတော့ဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါတယ်။ဟ ோம் လင်းမြစ်ကလည်းဖြည်းဖြည်းချင်းဆက်လက်ကျဆင်းပါမယ်။ဖောင်းပြင်းနဲ့မော်လိုက် ညည်ကလည်းပဲဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါအောင်မယ်။ကလေးဝညည်ကတော့အနှဲငယ်ထတ်တက်နိုင်ပြီးတော့ဒီနေ့ညနေပိုင်းမှာပြန်လည်ကြဆင်းလာနိုင်ပါတယ်။မင်းကင်းညည်ကတော့ဖြည်းဖြည်းချင်းဆက်လက်တက်နေပါမယ်။ကဏီညည်ကလည်းဖြည်းဖြည်းချင်းဆက်လက်တက်နေပါအောင်မယ်။မိုးရွာညည်ကလည်းပဲဖြည်းဖြည်းချင်းဆက်လက်တက်နေပါအောင်မယ်။အေရာရီညည်ရဲ့အချိန်တွေကတော့ဗမော်ညည်ဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းပြီးတော့ရွှေကိုညည်ကလည်းပဲဖြည်းဖြည်းချင်းဆက်လက်ကြဆင်းပါအောင်မယ်။ကတာညည်ကလည်းဖြည်းဖြည်းချင်းဆက်လက်ကြဆင်းပါမယ်။ ထိကျအမြင်ကလည်းဖြည်းဖြည်းချင်းဆက်လက်တက်နေပါအောင်မယ်။မနက်ဖန်မနက်ပိုင်းမှာတော့ပြန်လည်ကြာဆင်းမယ်လို့ဆိုပါရစေ။တပိတ်ချင်းမြင်ကတော့ဖြည်းဖြည်းချင်းဆက်တက်ပါမယ်။မန်းလေးမြင်ကတော့ဖြည်းဖြည်းချင်းဆက်တက်ပြီးတော့ဒီနေ့ညပိုင်းနဲ့မနက်ဖန်မနက်ပိုင်းမှာတော့မြကျင်းသားမြင်ရောက်ရှိလာနိုင်ပြီးတော့မြင်အတက်မြင်လာပါအောင်မယ်။စကိုင်းမြင်ကတော့ဖြည်းဖြည်းချင်းဆက်လက်တက်ပြီးတော့ဖြည်းဖြည်းချင်းဆက်တက်နေပါအောင်မယ်။ ဒီနေ့ညပိုင်းနဲ့အနက်ကမနက်ပိုင်းမှာတော့မြင်းကြီးနာမြင့်ရောင်ရှိလာနိုင်ပြီးတော့မြင့်ရဲ့အတက်မြင်လာပါမယ်။မြင်းမှုမြင့်ရကတော့ဖြည်းဖြည်းချင်းဆက်လက်တက်ပါမယ်။ပခုတ်ကူညာဦးမြင့်ရကတော့ဖြည်းဖြည်းချင်းဆက်လက်တက်နေပါအောင်မယ်။၆မြုပ်မြင့်ရကတော့အတန်းကြမရှိရက်တက်နေပြီးတော့ဒီနေ့ညပိုင်းမှာပြန်လည်မြင့်တက်ပါမယ်။မင်းမှုမြင့်ရကတော့ဖြည်းဖြည်းချင်းဆက်လက်ကြဆင်ပါမယ်။မကွေးမြင့်ရကလည်းဖြည်းဖြည်းချင်းဆက်လက်ကြဆင်ပါမယ်။အောင်လန်းပြီးစိတ်သာနဲ့ ဟင်းဒရာမြင့်ရဇလွန်မြင့်ကလည်းပဲဖြည်းဖြည်းချင်းဆက်လက်ကြဆဲမှာပဲ။ AR မြင့်ရမြင့်တက်တာကို24နာရီစောင့်ကြည့်ဖော်ပြပေးပြီးတော့ထူးခြားမှုရှိလာရင်လည်းချိန်နဲ့တွင်းညီဆက်လက်ဖော်ပြပေးသွားအောင်မယ်လို့ဆိုပါရရှင်။ ဆက်လက်ပြီးတော့အားကောင်းသောအပူပန်းမုန်တံမှန်မှုအခြေအနေတွေအမှတ်စဉ်၃၅မြင်းဆောင်၂025ကိုထုတ်ပြန်ပေးကြပါမယ်။၂025ခုနှစ်အောက်တိုဘာ6ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်9နာရီချိန်ထုတ်ပြန်ကြမှာတော့အားကောင်းသောအပူပန်းမုန်တံမှန်မှုအခြေအနေဟာဒီနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာချက်တွေအရဂျမန်နီညကတုံကင်ပင်လယ်ကွေးကိုဖြတ်ကျော်ခဲ့တဲ့ ိုင်ဖုန်းမုန်တိုင်းမှတ်မှုကတော့အနောက်နဘက်ဘက်ကိုရေရှားခဲ့ပြီးတော့အားကောင်းသောအပူပန်းမုန်တိုင်းမှတ်မှုဖြစ်ကိုအာရုံသွားခဲ့ကတရုတ်နိုင်ငံတောင်ပိုင်းကွန်ရှင်းပြည်နယ်ကမ်ရန်ဒေသတွေကိုဆက်လက်ပြန့်ကျော်လျက်ရှိပါတယ်။အားကောင်းသောအပူပန်းမုန်တိုင်းမှတ်မှုရဲ့ဒီနေရာဗဟုချက်လီပီအားနဲ့လေတိုက်နှုန်းတွေကတော့အဆိုပါအားကောင်းသောအပူပန်းမုန်တိုင်းမှတ်မှုဟာဒီနေ့မြန်မာစံတော်ချိန်9နိုင်ခွဲချိန်မှာနောက်လက်တီကျို27.8ဒီဂရီနဲ့အရှင်းလောင်ချိန်ကျို108.2ဒီဂရီမှာတည်ရှိနေပြီးတော့ဗဟုချက်လီပီအားကတော့990ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုက်နှုန်းကတော့တနအီကိုမိုင်60 ယ်လုံခြုံရေးဖြစ်ပါတယ်။နောက်20ဒီနာရီအတွင်းခံမှန်းကျမှာတော့အဆိုပါအားကောင်းသောအပူပိုင်းမုံနဲ့မှတ်မှုကတော့အနောက်နောက်မြဘက်ကိုဆက်လက်ရွေးရှားနိုင်ပြီးတော့နောက်9နာရီအတွင်းမှာအပူပိုင်းမုံနဲ့မှတ်မှုဖြစ်ကိုအာရော့သွားနိုင်ကတရုတ်နိုင်ငံတောင်ပိုင်း၊ကွမ်ရှင်းပြည်နယ်ကိုနေပိုင်းဒေသတွေနဲ့ဗီယက်နမ်နိုင်ငံမြောက်ပိုင်းနယ်စပ်ဒေသတွေကိုဆက်လက်ဖြတ်ကျော်မယ်လို့ခန့်မှန်းရပါတယ်။ဒီကမှတက်စင်နောက်24နာရီအတွင်းမှာတော့ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ညာသားဒေတာတွေကိုဖျက်ချော်နိုင်ပြီးတော့တရုတ်နိုင်ငံယူနန်ပြည်နယ်မှာကုန်းနှဲမုန်တိုင်းငယ်ဖြစ်နေအာရုံသွားနိုင်တယ်လို့ခန့်မှန်းရပါတယ်ရှင်